မောင်စောသည်တောင်ကြားညူမိုင်းထဲကမြို့ဟောင်းလေးသို့ရောက်လာသောအခါလေထဲတွင်တန်ကျိုးဟောင်းများတကြွတ်ကျွတ်မြည်တမ်းနှင့်ကြုံလာရသည်မြို့သူမြို့သားတို့၏မျက်နှာများပေါ်တွင် ဖုံးကွယ်ထားသော ပူပန်မှုတစ်ခုမျိုးတိတ်ထားသကဲ့သို့သူမြင်မိသည်ညအခါ၌လမ်းများသည်မိခိုးမှုန်ဖြင့်ဖုံးလွှမ်းပြီးတစ်ပင်အရိပ်များကြားမှမြည်သည့်လူသားများမဟုတ်သော အတန်များသူ့အားလိုက်နေသည်ကျေးရွာမှအဖွားအိုကြီးတဦးကသူ့ကိုလက်ဖက်ရည်တစ်ခွက်တိုက်ရင်း ဒီမျိုးမှာကရုဏာဆိုတဲ့ဝိညာဉ်ကြီးကလာတဲ့သူတိုင်းကိုစမ်းတက်တက်တဲ့ကုညီစိတ်မရှိရင်ဒီမျိုးကမင်းကို နေခွင့်မပေးဘူးဟုပြောခဲ့သည်မောင်စော်သည်ထိုစကားကိုနားမလည်နိုင်သေးမီညနေချိန်တွင်တငယ်ချင်းတယောက်ဤကလေးငယ်ပြောင်းနေကြောင်းကြားလိုက်ရသည်ကျေးရွာတစ်ခုလုံးစိုးရိမ်အိမ်မက်ဖြောင့်နေစဉ်သူသည်တောထဲသို့တူဤထဲလိုက်ရှာဖို့ဆုံးဖြတ်လိုက်သည် တောနဲ့ကြီးတဲ့တွင်လမ်းပြောင်းနေစဉ်တစ်ပင်များ၏အရေးများကြားမှလှုပ်ခတ်နေသောအတန်များကို သူကြားခဲ့သည်ရုတ်တရက်ကလေးငယ်၏ငိုတန်ကိုအနီးကပ်ကြားလိုက်ရသည် သူသည်အတန်လာရာသို့ပြေးသွားပြီးတကိုင်းကျိုးနေသောတစ်ပင်အောက်တွင်လဲကျနေသည့်ကလေးငယ်ကို တွေးလိုက်ရသည်ကလေးကိုမှချီရင်ကျေးရွာသို့ပြန်လန်းရှာနေစဉ်ရုတ်တရက်မြေကြီးသည်လှုပ်ခတ်လာပြီး အနက်ရောင်အရေးတစ်ခုက သူတို့အားဝိုင်းရန်လာသည်ကရုဏာ ခုသူမမျော်လင့်ပဲရွတ်လိုက်မိသည် ထိုခိုက်သူ၏လက်မောင်းပေါ်တွင်ကလေးငယ်ကိုပုံမတင်းတင်းချီကငါကိုဒီကလေးလေးကိုကြေးရွာပြန်ပို့ခွင့်ပြုပါဟုအော်ဟစ်လိုက်သည်ချက်ချင်းပင် လေထဲမှစိမ့်ပြာရောင်အလင်းတစ်ခု ကြားရောက်လာပြီးသူ့လက်ဖဝါးပေါ်တွင် ရွှေချီကျိုးနှင့်ချိတ်ဆွဲထားသောပရမများတစ်လုံးပေါ်လာသည် အရေးများပြားလဲပျောက်ွယ်သွားပြီးကြေးရွာသို့လမ်းကြောင်းပြန်ပွင့်သွားခဲ့သည်မနက်ခင်းတွင်ကြေးရွာသူများက သူ့အားကျေးဇူးတင်စကားများဖြင့်ဝင်းရံကြသည် ကြေးရွာသူကြီးကကရုဏာကမင်းရဲ့ကူညီစိတ်ကိုစမ်းသပ်ခဲ့တာဒီပရမများကမင်းရဲ့စေတနာကိုဂုဏ်ပြုတဲ့လက်ဆောင်ဟုရှင်းပြသည်သို့တော်ပရမများဤဆွမ်းအားကိုမြည်သူမှအတိကျမသိမောင်စောသည်မြို့မှထွက်ခွာသောနေ့တွင်ပရမများသည်တခါတရံသူအားလိုအပ်နေသူများဤအတန်များကို ကြားစေသည်ကိုသတိထားမိလာသည်ထိုအတန်များသည် သူဤစေတနာကိုစမ်းသပ်မှုလားလမ်းညွှန်မှုလား သူသည် ထိုဖြေကိုရှာဖွေရင်းခြေလန်းတက်များကိုစတင်လိုက်ပြီးဖြစ်သည်ဇလန်းသည်ကြောက်ရွံ့မှုနှင့် စေတနာတို့ကြားလှုပ်ခတ်မှုကို ပုံဖော်ထားပြီးဗရမ ्या ဤစွာအားနှင့်ဂရုဏာဤရည်ရွယ်ချက်ကိုစဉ်းစားစေရမည်အချက်ဖြစ်အဆုံးသတ်ထားသည်